တောက်ချန်နေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကျိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်ဆွေးနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆွေးနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်အလမ်းရည်မှန်းချက်တွေကိုဆွေးနိုင်တဲ့အခြေအနေရရရဲ့ အကျိုးပေးမှုရရာရာကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နှစ်သာရကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယူနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။ နစနေနေ့မှာမိကောင်းဆွေကောင်းထောက်ခုရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံကြွေစေတစေကိုမွေးနှံသာပဲဖြန်ပြီးလူနဲ့ဆောင်မှာ23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။24ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့ရမယ်။စေဒနာဝေဒနာဖြစ်တတ်တယ်။စိတ်ရှည်လိုက်ရင်တော့စင်ပြေမယ်။25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ခုရခြင်းဘဝတိုးတက်ခြင်းကြုံမယ်။26ရက်နေ့ ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာတကဘုံရက်နေ့တိုက်ဆိုင်တာတော့ဂယူဆက်ရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့9နိုင်နေ့စင်တန်ခွဲတွင်သွာလာဂယူဆက်ရမယ်29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်ရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ဟာ ဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကျော်ပြီးတော့ဘဝတိုးတက်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါနိုင်မယ်။တနည်းလာနေငံနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးမယ်။တနည်းကနေနေစနေနေမွေးသူတွေဒုက္ခပေးမယ်။တစ်လေးကိုကနံကျိုးပေးတဲ့အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်ပါလေ။အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့လူရဆန္ဒပြုပါ ထူးခြားစွာအောင်မြင်ခြင်းကြိုးပမ်းခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်